မင်္ဂလာပါရှင်ကျွန်မတီကပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့ရင်အကြောင်းအရာကတော့မိုးကြီးမဲ့သတင်းပေးချက်အမှတ်စဉ်3မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်2025ခုနှစ်မေလ9ရက်ဒီနေ့မြန်မာစံတော်ချိန်ညနေ9နာရီခွဲချိန်ထုတ်ပြန်ချက်အရဒီနေ့မြန်မာစံတော်ချိန်ညနေ4နာရီခွဲချိန်တိုင်းထွာချက်တွေရကပ်လီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်တောင်ပိုင်းမှာလေရုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လကမုတ်တုံလေဝင်ရောက်လာနိုင်တာကြောင့်လကဆယ်ရက်9လ2025နဲ့ စတိယ9လ2025မှာမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမှာနေရာကွက်ကြားကနေနေရာကျဲကျဲနဲ့နေပြီးတော့ရောင်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း AR တိုင်းဒေသကြီး၊ပြည်နယ်တိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တွေမှာတော့နေရာဆစ်ဆစ်ကနေနေရာအနှံ့ပြလာမယ့်12ရက်9လ2025ကနေ18ရက်9လ2025နေ့အတွင်းမှာတော့ နေပြီးတော့ရောင်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကိုတိုင်းဒေသကြီး၊မကိုတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ရောင်တိုင်းဒေသကြီး၊တရင်းတိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မှာတော့နေရာစစ်စစ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာသွန်းပြီးတော့တချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမူကြည့်ပါမယ်။အကြံပြုချက်အနေနဲ့ကတော့မိုးသည်ထန်စွာရွာသွန်းတာတွေနဲ့အတူတူလေပြင်းတွေတိုက်ခတ်တာ ဝတ်ထည်ကြုံတာမိုးကြိုးပြစ်တာလျှက်စင်းလက်တာမိုးသေးကြွေတာတရားပြန်ရေးကြည့်တာနဲ့မြေပြိုတာစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသမှာရှိတဲ့ကုန်းမြစ်ဒေသအနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့မြေပြိုမှုအန်နဲ့ညငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ညငယ်ချောင်းငယ်အနီးမှာနေထိုင်ကြတဲ့သူတွေအနေနဲ့ရေးကြီးရေရှာမှုတွေကိုကြိုတင်သတိပြုရှောင်ရှားဖို့နဲ့ပြည်ရင်းရေချောင်းသွာလာရင်လေချောင်းပြန်တန်းရင်အနေနဲ့ကြိုတင်သတိပြုနိုင်ဖို့သတိပေးနှိုးဆော်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်းမေလ19ရက်မှာစိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြင်းရောကြားနိုင်ပေမဲ့မကွေးတိုင်းမြောက်ပိုင်းနဲ့စကိုင်းအောက်ပိုင်းဒေသတို့မှာမိုးကြီးမဲ့အကြောင်းဖော်ပြပေးပါမယ်။ ကပလီပင်လယ်ပြင်မြောက်ပိုင်းမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကန်ရာအနေနဲ့ဘင်္ဂလားပင်လယ်အရှေ့အလယ်ပိုင်း ARA တိုင်းအနောက်ဘက်ကန်ယူရန်ရခိုင်ကန်ရာတောင်ပိုင်းပင်လယ်ပြင်မှာတော့မေလ16ရက်နေ့နဲ့18ရက်နေ့တွေမှာဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေက60ရာခိုင်နှုန်းထိတိုးမြင့်လာတာတွေ့ရတယ်လို့မွလဝတလေလာဆောင်ကြည့်သူအွန်လိုင်းကအသိပေးပါရတယ်။မေလ10ရက်နေ့အတွက်နောက်ဆုံးရရှိတဲ့ချက်လက်တွေအရနိဖြစ်အားနဲ့ရှောင်းကတော့မေလ19ရက်နေ့တွေမှာ မင်္ဂလာပင်လယ်အရှိမြောက်ပိုင်းကိုရောက်ရှိပြီးတဲ့နောက်ဆန်ကလုံးမုန်တိုင်းဖြစ်တိုင်းကြီး90ရာခိုင်နှုန်းထိပြန်လည်ရောကြမှာဖြစ်တယ်လို့ဆိုပါရယ်။ ဒါမှမဟုတ်လေမေလ16ရက်ကနေ20ရက်အတွင်းဖြစ်လာနိုင်တဲ့အားကောင်းတဲ့လေပြင်းအားနဲ့ရှောင်းကတော့ကနအူးခံမှန်းချက်တွေရမြန်မာနိုင်ငံဘက်ကဦးတည်ရွှေရှားနိုင်မှာမဟုတ်ပေမဲ့ရွှေရှားမယ်လမ်းကြောင်းညာဘက်ချမ်းမှာရှိနေတဲ့မြန်မာနိုင်ငံအပေါ်မှာအချိန်တက်ရောက်မှုဟာများနိုင်တယ်လို့ဝန်နိုင်ကြတဲ့အသိပေးပါတယ်။ဒါကြောင့်လည်းရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းမြောက်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းဒေသတို့မှာမေလ16ရက်မနက်9:00နာရီကနေနောက်24နာရီအတွင်းမှာမိုးရေချိန်ဟာ 100မီလီမီတာနေပါသုံးလက်မကွဲကန်အထိမိုးရွာသွန်းနိုင်ပြီးတော့မိုးများနိုင်မယ်လို့ထုတ်ပြန်အသိပေးထားတာဖြစ်ပါတယ်။ဒါအပြင်မေလ16ရက်ညပိုင်းကစပြီးတော့ဘင်လပယ်လော်အလဲပိုင်းပင်လယ်မှာအားကောင်းတဲ့လေပြင်းအားနဲ့ရေဝံတခုဖြစ်လာပြီးတော့နောက်ရက်တင်မှာပူအားကောင်းလာနိုင်တာတွေ့ရပါတယ်။ပြည်နယ်ပြည်မှာဖြစ်တဲ့လှိုင်းနဲ့အခြေအနေကိုလည်းဖော်ပြပေးအောင်မယ်လို့လည်းဆိုပါရစေ။မေလ18ရက်၊17ရက်၊19ရက်နေ့တွေမှာတော့ မြဝကြော်ပေါ်ကင်မရာနဲ့ရခိုင်ကင်မရာအနေဖြင့်လည်းပြန်မှာတော့နေတိုင်းတော့အမြင့်ဆုံးတနအီကိုမိုင်၄၀နဲ့လိုင်းမြဟာရှစ်ပေထိအမြင့်ဆုံးဖြစ်နိုင်ကြောင်းတွေ့ရတယ်လို့မေရကိုရဲ့နေည၈နာရီခွဲဝင်းဒီ ECNWF model အရဘလို့သာတူတူတူဝန်နိုင်ကအသိပေးလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းပဲဒင်လာပင်တော်အချင်းတွေကိုဖော်ပြပေးပါမယ် 2025ခုနှစ်မေလ10ရက်နေ့အတွက်ခမန်းကျမတော်ကပေပင်လေပြင်းနဲ့ဘင်္ဂလားပင်လေတောင်ပိုင်းမှာနေရာစိစိဘင်္ဂလားပင်လေအရှိလေပိုင်းမှာနေရာခွဲခြားမိုးထစ်ကြုံရွာသွားပြီးတော့ကြံဘင်္ဂလားပင်လေမှာတရင်စင်းလေးကနေတည်တူတတ်ပါတယ်။မူလသာအခြေအနေမှာတော့ပူတာကိုတနိုင်းချီဝေးကြောက်စဲရမဲတဲ့တောင်ကြီးကလောလွိုင်းလင်းနင်းခေဥဒရသေးတွေဇရာသေးတွေပြင်မနာလေဝေးချောင်းမင်းဘူတရက်အောင်တဲ့မတူပြီးမင်းတံမြအူတောင်ကိုတန်တွင်မြန်အောင်ဟင်းတရာဖြာပုံပြင်းနဲ့တလင်းတရားရွေး ဘကိုကြောက်တရာမယန်းကုံတွန်တေးတန်လင်းတိုက်ကြီးလှဲကူမော်ပြီးမြင်လာတော့အင်းစိန်အလောတင်ငန်းကျုံပိုးတထောင်တကုံမျိုးတင်ကမာရော့ကောတောင်းနဲ့ဒိတ်ခင်မှာတော့မိုးနဲ့ငယ်ကနေအသင်တဲ့ထချုံရွာတွန်းပြီးတော့ညောင်လေးပင်တောင်ကိုတန်တော်ကြီးဖာပွန်ဒွိုင်းနဲ့တီမော့ဆူဘောလက်ကဲမဲစင်ဖအံများရီကွန်ကရစ်ကြာရင်စိန်ကြီးတထုံကျိုင်းတို့ကြာရင်စိန်ကြီးတထုံကျိုင်းတို့မော်လမြိုင်နဲ့ရေခင်မှာတော့မိုးတဲ့တဲ့ထချုံရွာတွန်းကနေရာကွက်ပြီးမူကြည့်ပါမယ်ကြာတပြီလုံးမှရှိတဲ့ခန်းဒီအားလုံးမှလည်းတိန်တင်တဲ့ကနေတည်လူရပါမယ် ။နေ့ပူချိန်ကတော့စကိုင်းတိုင်းနဲ့မကွေးတိုင်းမှာတော့၄၄ဒီဂရီဆယ်စီယပ်နဲ့အောက်၊နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းအနောက်ပိုင်းမှာတော့၄၂ဒီဂရီဆယ်စီယပ်အောက်၊ပဲခူးတိုင်းရှေ့ပိုင်းနဲ့တောင်ပိုင်းအေရီတိုင်းရခိုင်တိုင်းနဲ့ကချင်ပြည်နယ်အောက်ပိုင်းဒေသတွေမှာတော့၄၀ဒီဂရီဆယ်စီယပ်နဲ့အောက်၊ရှမ်းပြည်နယ်အရှေ့ပိုင်းမှာတော့၃၈ဒီဂရီဆယ်စီယပ်နဲ့အောက်၊ရှမ်းပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်အထက်ပိုင်းနဲ့ရခိုင်ပြည်နယ်မှာတော့၃၆ဒီဂရီဆယ်စီယပ်နဲ့အောက်ရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်မှာတော့34ဒီဂရီဆယ်စီယပ်နဲ့အောက်မွန်ပြည်နယ်မှာတော့32ဒီဂရီဆယ်စီယပ်နဲ့အောက် ။တနင်္လာနေ့တိုင်းနဲ့ချင်းပြည်နယ်မှာတော့30ဒီဂရီဆယ်စီယံနဲ့အောက်ရှိပါတယ်။မြမပင်လေပြင်းချင်းတွေကတော့မြဝကျော်ပေါ်မိုးဒမခွေမွန်တရင်နိုင်ကင်မရာတက်ရှောင်းနဲ့ကန်းတော်ပင်လေပြင်းမှာတော့တခါတရံမိုးသက်လေပြင်းနဲ့ကြာရောက်ပြီးလှိုင်းတင်တဲ့ကနေလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာရောက်စင်မှာတော့ရေပြင်းမြေပြင်းလေပြင်းဟာတနအီကို35မိုင်ကနေ40ဒီတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်ကတော့9ဘီကနေ12ဘီကရှိပါတယ်။ကျန်မြမပင်လေပြင်းမှာလှိုင်းတင်တဲ့ရှိပါမယ်။လှိုင်းမြင့်ဟာ2ဘီကနေ9ဘီကရှိပါတယ်။ ။လာမယ့်48နှစ်ရည်အတွင်းခံမှန်းချက်ကတော့ဥဒရတီတီဇီယာတီတီပြင်မနာလေဝေမကွေးမင်းကိုတရားအောင်တဲ့ပြီးနှစ်တလင်းတရားပေးတောင်းကိုညောင်းလေးပင်ဘကိုးမြန်အောင်ဟင်းတရာလွိုက်လင်းဘောရကေတန်အောင်ကြီးဖာပေါ်ဖအံ့ညောင်းရီကောက်ကရဲကြိုင်းစိတ်ကြီးတထုံကြိုက်တော်မော်လမြိုင်ရေးတဝဲပိတ်ဘောပြေကောတော်နဲ့ညောင်းတိုင်းအထက်မှာရှိတဲ့ခရိုင်အလုံးမှာတော့မိုးတင့်တင့်ထဲချုံရွာတော့ပြီးတော့နေရာကွက်ပြီးမူကြည့်ပါမယ်။ကြက်တပြေလုံးမှာရှိတဲ့ခရိုင်ဒီအလုံးမှာလည်းပဲမိုးနှဲငယ်ထဲချုံရွာမယ်လို့ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဒါအပြင်2025ခုနှစ်မှာမြန်မာနိုင်ငံကိုမိုးတုံလေဝင်ရောက်နိုင်မှုအခြေအနေခံမှန်းချက်ကိုဖော်ပြပေးပါမယ်။လေကြောင်းမိုးလေဝသဥယျာဉ်ဖြူဟာကတော့9ရက်5လ2025ခုနှစ်ည8:28မိနစ်အချိန်မှာအခုလိုထုတ်ပြန်ခဲ့ပါတယ်။စိုက်ပျိုးရေးလုပ်ဖို့ကြိုတင်အသိရှိပြီးပြင်ဆင်ထားခြင်းတို့မြန်မာနိုင်ငံကိုအနောက်တောင်မိုးတုံလေဝင်ရောက်မှုအခြေအနေအတွက်ကတော့မေလ15ရက်နေ့အတွက်19ရက်နေ့တွေအတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမေလ20ကနေ24ရက်အတွင်းမြဝချုံပေါ်ဒေသတွေမေလ25ကနေ30ရက်နေ့အတွင်းမှာမြန်မာနိုင်ငံအလဲပိုင်းဒေသတွေနဲ့ ဇွန်လ31ရက်ကနေ4ရက်အတွင်းမြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကိုဝင်ရောက်နိုင်တယ်လို့ခန့်မှန်းတွက်ချက်ရရှိထားတယ်လို့ဆိုပါရယ်။ဒါအပြင်2025ခုနှစ်မေလ9ရက်နေ့မြန်မာစံတော်ချိန်နေ့လယ်3:00မိနစ်ချိန်မှာတော့မန္တလေးတိုင်းတာစီမြို့နယ်မြေရောက်အနက်10ကီလိုမီတာကိုပဟိုပြုတ်ပြီးတော့အင်အားရတာစကေး9.3အဆင့်နဲ့အင်အားအသင့်တင့်ရှိတဲ့မြေတွေတခုထပ်မံလှုပ်ခတ်သွားပါရယ်။စကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်တွေဟာဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတင်းပြုရန်နဲ့အညီနေထိုင်ကြဖို့ထပ်မံအသိပေးလာခဲ့တာဖြစ်ပါရယ်။ဒါအပြင်မလို့သာသူတေတီအွန်လိုင်းကလည်းပဲ မုံတိုင်းဖြစ်ပေါ်နိုင်တဲ့ဖြစ်ပေါ်နိုင်ခြေတွေကိုကြိုတင်ခံမရမှာအခြေခံတဲ့သင်္ချာပုံစံပြုမော်ဒယ်တွေကမုံတိုင်းတလုံးအစာပြုပြီဆိုရင်အစာပြုတဲ့နေရာကွယ်လွယ်ချက်ကအသုံးပြုတဲ့မတူညီတာတွေကြောင့်မြမကန်ရတဲ့အနေပင်လေပြင်မှာအစာပြုတယ်ဆိုရင်တော့မိုးများနိုင်ပြီးလေပြင်းတိုက်ခတ်မှုပြင်းထန်နိုင်တဲ့အခြေအနေဖြစ်ပေါ်စေနိုင်တာကြောင့်သတိပြုစောင့်ကြည့်သင့်တယ်လို့ဆိုပါတယ် အစာပြုံးနိုင်တဲ့ကြိုတင်ခံမှန်းချက်တွေမှာတော့ ECNWA AIFS မော်ဒယ်ကဘင်္ဂလားပင်လယ်အော်တောင်ပိုင်း Icon မော်ဒယ်ကတော့မုဒမာကွင်းနဲ့ Medio Blue Nans မော်ဒယ်ကတော့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း NOA GFS မော်ဒယ်ကတော့ကပလီပင်လယ်ပြင်မြောက်ပိုင်းစသဖြင့်တည်နေရအမျိုးမျိုးပြနေပေမဲ့ဆက်လက်ရွေးရှားနိုင်အောင်မဲ့ဥတီယာနဲ့ကုန်းတွင်းကိုဝင်ရောက်နိုင်မဲ့နေရာခံမှန်းချက်ကတော့ NOA GFS ရော ဥရောပမော်ဒယ် ECNWAIFS မှာရောဘင်္ဂလားဒေ့ကမ်းခြေကိုမေလ19ရက်20ရက်နေ့တွေမှာချင်းကပ်ကျော်ဖြတ်နိုင်တဲ့ကြောင်းတူညီတဲ့ရဝေးခံမှန်းချက်တွေရှိနေတာတွေ့ရပါတယ်။ဆိုက်ကလုန်းမော်နိုင်ဖြစ်လာနိုင်ခြေကတော့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းမှာဒီကနေ့ရရှိတဲ့ update ရတော့60ရာခိုင်နှုန်းရှိနေပါတယ်။မေလ9ရက်နေ့အတွက်နောက်ဆုံးရရှိပြီးအချက်လက်တွေရမေလ15ရက်မှာအစပြုလာနိုင်တဲ့လေဖြည့်အားနဲ့ရန်ဝရဲ့တင်နီယာလိုက်ဖြစ်ပေါ်နိုင်တဲ့လေမိုးပြင်းထန်ခြင်းတွေကွဲပြားသွားနိုင်ပါတယ်။ လာမယ့်မေလ17ရက်နေ့ကစလို့မေလ15ရက်အတွင်းမှာတော့နေပြည်အားနဲ့ရန်ကုန်အစပြုဖြစ်ပေါ်ချိန်အတွင်းမှာတရင်းနိုင်တိုင်းမော်ပြည်နယ်၊ကရင်ပြည်နယ်၊အေရီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြည်တော်မကွေးတိုင်းတောင်ပိုင်းနဲ့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနေပြည်တော်စတဲ့ဒေသတချို့တွင်မွန်းသက်လေပြင်းကြာရောက်နိုင်ပြီးမိုးများနိုင်ပါမယ်။ မေလ15ရက်နောက်ပိုင်းလေဖိအားနယ်ရောင်းဝကအားကောင်းပြီးတော့တိတာထင်ရှားတဲ့လေဖိအားနယ်ရောင်းဝဖြစ်ပေါ်ကကုန်းနှင်းဝင်ရောက်တဲ့အထိရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွေမှာမိုးများရာကနေမိုးလုံးများပါမယ်။လေနဲ့ရှည်ကြောင်ဖြစ်ပေါ်လာနိုင်တဲ့သဘာဝပေးဖြစ်နိုင်ခြေတွေကိုလည်းဆက်လက်စောင့်ကြည့်တင်ပြပေးသွားအောင်မယ်လို့မလူတာသူတေတေအွန်လိုင်းကမေလ9ရက်ညနေ4:20ချိန်မှာအခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။